အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည် review လိုက်ပါတယ်အဲ့တော့ဒီနေ့ညမှာတော့ဒါကျွန်တော် Chelsea ရဲ့ transfer news အကြောင်းပြော transfer Chelsea ရဲ့ transfer news ကဒါသူများရေလောဝုန်းနိုင်ဝုန်းနိုင်တာကျွန်တော်တို့ chaos တွေဖြစ်မနေပြင်မဲ့ကြည့်ရတာ top bully တို့ရဲ့ဒါကျွန်တော်လာမဲ့ ကျွန်တော်အပြောင်းရွှေ့ရသည်မှာတော်တော်လေးကိုကြီးမားတဲ့အပြောင်းရွှေ့တွေကိုလုပ်ဖို့အတွက်ချက်စီးအသင်းပြင်ဆင်နေလို့သိရတယ်မှာပါတယ်။ဒါပေမဲ့ကျွန်တော်ချက်စီးအသင်းကဒီနှစ်တအပြောင်းရွှေ့မှာအဲ့လောက်ကြီးဝုန်းတိုင်းမကျဲသေးတဲ့နောက်ထပ်အကြောင်းအရာတစ်ခုကတို့အနေနဲ့ Club World Cup မှာဒါကဲရမယ်တို့ကြောင့်တို့အနေနဲ့ Club World Cup အရင်ဆုံးအာယုံစိုက်သွားမယ်လို့သိရတယ်မှာပါတယ်။အဲ့ဒါပြီးမှပဲအပြောင်းရွှေ့ကိုကြီးကျယ်လုပ်သွားဖို့ရှိတယ်။ဒါပေမဲ့ Club World Cup ကစားသွားမှာ Club Club World Cup ကစားသွားမယ့်အသင်းတွေအနေနဲ့ဒါကျွန်တော်ဂျွန်လ၁ရက်နေ့ကနေဂျွန်လ၁၄ရက်နေ့ထိလာမသိကျွန်တော်ဒါနှစ်ပတ်တိတိဒါကျွန်တော်တို့အပြောင်းရွှေ့ကိုဖွင့်ပေးထားတဲ့ကာလကြီးအဲ့တော့ချက်စီးအသင်းနဲ့အပြောင်းရွှေ့လို့ ်ချင်တယ်ဆိုတော့ဒီကြားထဲမှာတို့တို့နေအပြောင်းရွှေ့လုပ်လို့ရသေးတယ်။ဒါပေမဲ့ကြားရတဲ့သတင်းတွေကကျွန်တော်ချက်စီးတင်တယ်တို့အငှားချထားတဲ့ကစားသမားတွေကိုအခုလက်ရှိအသင်းကိုပြန်ခေါ်ဖို့အတွက်လည်းပြင်ဆင်နေတယ်လို့သိရတယ်မှာ။ဥမာလက်ရှိမှာ Club World Cup မှာကစားဖို့အတွက်ဒါကျွန်တော်လက်ရှိဒါ Strasbourg နဲ့လာမယ့်ခြေစွမ်းပြနေတဲ့ဒါ Andrea Santos ကိုလည်းအသင်းကိုပြန်ခေါ်ဖို့အတွက်ပြင်ဆင်နေတယ်။အဲ့ဒါတွေကိုဒါခဏထားလိုက်ပါလက်ရှိမှာလာမယ့်နေရာဒီမှာ Champion League ဝင်ထားတဲ့ Chelsea အသင်းတွေတကယ်ကို share လက်ရှိအနေရာဒီအပြောင်းရွှေ့မှာကြမ်းတမ်းမှုရှိတယ်ဆိုတဲ့သတင်းကအမှန်တကယ်ဖြစ်တယ်။အဲ့တော့ Chelsea အသင်းနဲ့ကျွန်တော်လာမယ့်နေရာဒီမှာ Tyson Musa ဂူဒမာဆုံနေရာဆုံမှာဒါ DM တွေက လွေပေါ့နော် defensive midfielder နေရာလောက်ကလွင်ကိုယ့်လက်ဘိုင်းတွေကိုဒါတိုက်စစ်ဘိုင်းတွေကိုတောင်မန်ဘိုင်းတွေကိုဂိုးသမားဘိုင်းတွေကိုအကြီးအကျယ်ပြင်ဆင်သွားမယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေခဲ့တာဖြစ်အဲ့တော့ဒီနေ့မှာ Arsenal ဆိုတဲ့ ဒီနေရာမှာဒါကျွန်တော် Chelsea အသစ်နဲ့လာမယ့်နေရာဒီမှာ Tyson Munia အတွက်သူများရင်နဲ့မတူတဲ့ target တကူသူတို့အနေနဲ့ choose လုပ်ထားတယ်သူတို့နေတာကျွန်တော်သူများရဲ့ကြိုက်တဲ့ Victor Kyogres လက်ရှိမှာဒါကျွန်တော် Benjamin Sesko Alexander Isak တကူသူတို့လိုက်နေတာမဟုတ်ဘဲနဲ့လက်ရှိမှာ Chelsea အသစ်နဲ့ဒါ target ၃ယောက်ပြင်ဆင်ထားခဲ့တယ်ပထမဆုံးတစ်ယောက်ကလက်ရှိ Frankfurt ရဲ့ Tyson မှုဖြစ်တဲ့ Hugo Akatite ကိုလက်ရှိမှာ Chelsea အသစ်နဲ့စိတ်ဝင်စားနေတယ်ဒီကစားသမားကိုလက်ရှိမှာ Frankfurt ကဘက်ကနေပြီးတော့ Euro 84သန်း ပေါင်တန်း85တန်းပတ်ချာလဲဝင်ကျင်ကြစီးသတ်မှတ်ထားတယ်။ချက်စီးသင်းကအဲ့လောက်ထိဒီကစားသမားကိုပေးဖို့အတွက်လုံးဝစီစဉ်မရှိဘူး။ Hugo Academy နဲ့ကောင်းတာမှန်ပေမဲ့ချက်စီးသင်းရဲ့ဒီကစားသမားကို valuation ရ Euro တန်း90ပေါင်တန်း60ပတ်ချာလဲဝင်ကျင်ကြတာစီးသတ်မှတ်ထားတဲ့ဓမ္မပါ။ချက်စီးသင်းကပြတ်သားတယ်။အဲ့တော့ချက်စီးသင်းရဲ့ခုလက်ရှိမှာဒါကျွန်တော် Hugo Academy ကိုတော်တော်လေးကိုစိတ်ဝင်စားနေတယ်။ Collar Hala တွေကဒီကစားသမားရဲ့ဒါကျွန်တော် agent အနေနဲ့တော့မှချက်စီးသင်းကတရားဝင်တာချိတ်ဆက်မှုတွေကိုပြုလုပ်ပြီးတရားဝင်တာကျွန်တော်ဆွေးနွေးမှုတွေလည်းပြုလုပ်နေတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေတာဖြစ်တယ်။အဲ့တော့ ချက်စီးတင်တာဟူဂိုအကတိုက်ကိုစိတ်ဝင်စားတယ်ဒါပေမဲ့လက်ရှိမှာဖရန့်ဖက်ရဲ့ခေါ်စည်းကတော်တော်လေးကိုဒါဈေးမြောက်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဟူဂိုအကတိုက်ကလက်ရှိမှာစိတ်ဝင်စားစရာကောင်းတဲ့ target တွေတခုဖြစ်တယ်ဒါပေမဲ့ချက်စီးတင်တာနှစ်ရှည်ကာလများဒါကြောင့်စိတ်ဝင်စားနေပြီးခေါ်ယူဖို့ကြိုးစားနေတဲ့ကစားသမားရဗစ်တာအော်ဇမန်ဖြစ်တယ်ဗစ်တာအော်ဇမန်နဲ့အခုလက်ရှိနပိုလီဘက်ကတော့ဈေးတသက်တသာနဲ့ဈေးချွချုံနဲ့ရောင်းပေးဖို့အတွက်ပြင်ဆင်လာခဲ့တယ်ဒါပေါင်တန်း90ယူရိုတန်း60ပတ်ချာလေးဝင်ကျင်ကြဒါယူရို65တန်းပတ်ချာလေးဝင်ကျင်ကြလောက်နဲ့ဗစ်တာအော်ဇမန်ကိုခေါ်ယူနိုင်တော့မှာဖြစ်တယ်သူ့ရဲ့စာချုပ်ဖြတ်သိမ်းခြင်းက ိုဒါနပိုလီသင်းနဲ့ပေးစရာမလိုပဲနဲ့သူ့ကိုဒါကျွန်တော်ခေါ်ယူခြင်းမယ်ဆိုရင်တော့ပေါင်တန်း90ပတ်ချာလဲဝင်ကြယူရိုတန်း60ပတ်ချာလဲဝင်ကြတဲ့ဒီကစားသမားကိုခေါ်ယူနိုင်မယ်ဆိုတဲ့သတင်းတွေကဒါကျွန်တော်ချက်စီအသင်းနဲ့တူတော့တောင်းတဖျက်ဖျက်တက်လာခဲ့တော့ချက်စီသင်းကတခုလက်ရှိမှာတည်ကြတယ်မယ်ဒါ Victor Osimhen ကိုမနစ်ကနွေရာဒီကလေးကတရားဝင်ခေါ်ယူဖို့အတွက်စိတ်ဝင်စားခဲ့တယ်ချက်စီသင်းကဘယ်လောက်ထိပြတ်သားခဲ့လဲဆိုတာမမဲ့ရပဲချက်စီသင်းနဲ့ ဗစ်ဒါအော်ဇမန်ရဲ့စာချုပ်ဖြတ်သိမ်းခြင်းပါပေးမယ်။ဒါပေမဲ့ပြဿနာကဗစ်ဒါအော်ဇမန်ကသူ့ရဲ့ agent နဲ့သူနဲ့တော်တော်လေးကိုအချိုးမပြေတာကသူတို့ဂလာတာဆာရီစီရောက်သွားတဲ့အဓိကအချက်ပဲ။ဂလာတာဆာရီကိုအဓိကရောက်သွားတဲ့အချက်ကတော့ကျွန်တော်ဗစ်ဒါအော်ဇမန်တပတ်လောက်ကယူရို၄သိန်းနဲ့၄သိန်းခွဲထိတောင်းဆိုတဲ့အနေထားမှာဘက်ကလပ်အသင်းမှာမပေးတဲ့အချိန်မှာဒါဂလာတာဆာရီနပိုလီကပါသူတို့အနေနဲ့အေးမင်းတို့ငါလုံးဝနေရာမပေးတော့ဘူးကွာဆိုတဲ့ပုံစံမျိုးလုပ်တဲ့အချိန်မှာဒါဂလာတာဆာရီမှာဒါကျွန်တော်တောင်းတင်သွားခဲ့တယ်ဂလာတာဆာရီမှာတပတ်လောက်ကလက်စားဒါကျွန်တော်ယူရို၂သိန်းခွဲပတ်ချလဲဝင်ကြပေါင်၂သိန်းနဲ့ပေါင်၂သိန်းပတ်ချလဲဝင်ကြပဲရပြီးတော့လက် ှိမှာအော်ဇမန်တယောက်တိုင်ပတ်ခဲ့တယ်တွေ့ရမှာတော့အော်ဇမန်နဲ့အခုလက်ရှိမှာတော်တော်လေးကိုအပိုးကျိုးသွားပြီးသူ့ကိုခေါ်ယူမဲ့ကလပ်များရှိမယ်ဆိုရင်တော့ပေါင်3သိန်း2000 2သိန်းခွဲပတ်ချလဲဝင်းညာလာစာပေးုံနဲ့ဒီကစားသမားကိုတရားဝင်ခေါ်ယူခွင့်ရနိုင်မှာဖြစ်ကြောင်းသိရတယ်မှာအဲ့တော့ချက်စီတင်တဲ့လက်ရှိမှာသူတို့မပေးနိုင်တဲ့လာစာမဟုတ်ဘူးတပတ်လောက်ကပေါင်3သိန်း2000ဆိုတော့သူတို့တက်ကအေးစစ်စစ်ပေးလို့ရတဲ့တင်တင်ဖြစ်တယ်လက်ရှိမှာချန်ပီယံလိဝင်ထားတဲ့တင်တင်ဖြစ်တဲ့ကြောင်းချက်စီတင်တဲ့ဒါပေါင်ကိုတန်းကိုယာနဲ့ချီလာမဲ့နေရာဒီမှာသုံးပိုင်ခွင့်ရှိတဲ့အသေးတွေကတင်တင်ဖြစ်တယ်ဒါအပြင်ချက်စီတင်ကသိရတဲ့အချိန်မှာတော့ပူလီတို့အိုဆူကညံနေညံနဲ့ညံပြညံ န်ဝါရီတိတ်ညားတဲ့ပိုင်ရှင်ဖြစ်တဲ့ကြောင့်ပတ်စံကိုဘယ်နာကရှာရမလို့တို့အနေနဲ့တည်တဲ့အသင်းတစ်သင်းဖြစ်တယ်။အဲ့တော့လာမယ့်နူယာဒီမှာချက်စီအသင်းရဲ့တိုက်စစ်မှုနေရာတွေတော်တော်လေးကိုရုပ်လုံးပေါ်လာခဲ့တာအော်ဇမန်နဲ့တည်ကြတဲ့မှာတိုက်စစ်မှုနေရာမှာပါလေ ဟူဂိုအကတိုက်ပဲဒါပေမဲ့လုံးဝ surprising ဖြစ်စရာကောင်းလာတဲ့တိုက်စစ်သတင်းလည်းထွက်လာတယ်တိုက်စစ်မှုတော့မဟုတ်ဗျာ center forward ပေါ့နော်လက်ရှိမှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းလာတဲ့ center forward သတင်းတစ်ခုထွက်လာခဲ့တယ်အဲ့ဒါကဘာလို့လဲဆိုတော့လက်ရှိနီးပြတဲ့ကောကစားသမားတွေနဲ့ကောဒါကျွန်တော်တို့ Brighton အသင်းမှာပြဿနာအသေးချေတက်နေတဲ့ Jao Pedro ပေါ့နော် Jao Pedro လို့ခေါ်တယ် Jao Pedro ကိုလက်ရှိမှာဒါကျွန်တော်တို့ Chelsea အသင်းနဲ့လာမယ့်နေရာဒီမှာဈေးတက်တက်တသားနဲ့ခေါ်ယူနိုင်မယ်လို့သူတို့ကသူတို့တွက်ထားတယ် Jao Pedro နဲ့တီးကြတယ်မယ့်လက်ရှိမှာဒါကျွန်တော်တို့ Queen နဲ့မှာဒါကျွန်တော်တို့ဆိုသူ့ရဲ့အသင်းကစားသမားအချင်းချင်းပြဿနာဖြစ်တယ် Vault Man နဲ့လာမသိဘူးညှိကြတယ် ပြီးတော့လက်ရှိမှာနီးပြနိုင်လေညည်းရဲ့အတွက်ကြောင့်မလားကစားသမားကိုလက်ရှိမှာ Brighton တိနဲ့လာမယ့်ညရာဒီမှာရောင်းထုတ်ဖို့အတွက်100%ဆုံးဖြတ်လိုက်ပြီးဖြစ်တယ်လို့ကျွန်တော်အနေနဲ့သိရတယ်မှာပါအဲ့တော့လက်ရှိမှာ Brighton တိနဲ့ဒီကစားသမားကိုရောင်းထုတ်မယ်ဆိုရင်တော့လာမယ့်ညရာဒီမှာကျွန်တော်ပေါင်55သန်းနဲ့တန်း40ပတ်ချလေဝင်ညာလို့ရှိတယ်ကောလာဟာလာယာပေါင်တန်း90ဝင်ညာတိအလိုရှိပဲဘယ်ကလပ်မှာဒီကစားသမားကိုဒီလောက်ဒီပေးဖို့အစီအစဉ်မရှိဘူးပထမတော့ဒီညမှာဒီဟာပုံစံပုံစံမျိုးပေးဖို့အစီအစဉ်ရှိမှာဒါပေမဲ့ကလပ်နဲ့ဒါကျွန်တော်တို့လက်ရှိမှာကစားသမားနဲ့အဆင်မပြေတဲ့ကစားသမားကိုဘယ်တော့မှဈေးပို့ပေးဖို့ဘယ်အသင်းမှမကြိုးစားဘူးလို့သိရတယ်မှာပါအဲ့တော့လက်ရှိမှာ ချက်ဆွေးတဲ့နဲ့ဂျာအိုပက်ဒရိုကိုလာမယ့်နေရာဒီမှာခေါ်ယူခြင်းနဲ့ကစားသမား list ထဲမှာထည့်လိုက်ပြီးလက်ရှိမှာကောလာဟာလာရီယာပေါင်တန်40နဲ့45တန်ပတ်ချလဲဝင်းကျင်ကြတဲ့ရမယ်ဆိုရင်တော့ဂျာအိုပက်ဒရိုကိုချက်ဆွေးတဲ့ကစိတ်ဝင်စားမှုတွေပြုလုပ်သွားမယ်လို့သိရတယ်မှာပါတော့ချက်ဆွေးတဲ့နဲ့ဒီကစားသမားတော်တော်လေးကိုစိတ်ဝင်စားတယ်သူတို့အသင်းမှာကစားတဲ့ profile နဲ့ kait တဲ့ကစားသမားတယောက်လည်းဖြစ်တယ်လို့သိရတယ်မှာပါတော့ဒါပေမဲ့ဂျာအိုပက်ဒရိုနေတဲ့အခုလက်ရှိမှာ Brighton နဲ့သူနဲ့ဇလန်ကပြီးဆုံးသွားရဖြစ်အောင်သူ့အနေနဲ့သူ့ကိုလာပြီးတော့တရားဝင်ပုတ်ကိုကြီးကကမ်းလှမ်းမဲ့အသင်းတွေကိုလည်းသူ့အနေနဲ့တရားဝင်စိတ်ဝင်စားသွားမယ်ဆိုတဲ့သတိလေးလေး တောင်းတောင်းဖြားဖြားထွက်နေတဲ့ဥစားလေးကိုပြောချင်ပါတယ်အဲ့တော့ဒါလေးကိုနည်းနည်းဆက်ဆက်ပြီးပြောပြီးပြီးဆိုရတဲ့ကြောင့်နာနောက်ထပ်အဲ့တော့လှုပ်ချင်တာကချက်ဆီအသင်းရဲ့ဒါကျွန်တော်တို့တောင်းမယ်ကစားသမားစင်ချက်ဆီအသင်းနဲ့လာမယ့်နေရာဒီမှာဂျေလင်ဆန်ချိုကိုမန်ချက်စတာယူနိုက်တက်အသင်းစီကိုပြန်ပူပူအတွက်တေချာတော့ရှိခဲ့ဖြစ်တယ်မန်ချက်စတာယူနိုက်တက်အသင်းစီကိုဒါဂျေလင်ဆန်ချိုကိုဒါကျွန်တော်ပေါင်၅သန်းပေးပြီးချက်ဆီအသင်းနဲ့ပြန်ပူမယ်အဓိကကခုနပြောသူပဲချက်ဆီအသင်းနဲ့ဂျေလင်ဆန်ချိုကိုမကြိုက်ဘူးဆိုရတဲ့ချက်ဆီအသင်းနဲ့ဂျေလင်ဆန်ချိုရဲ့လက်ရှိလောက်ခလာစားထက်ပို့ပြီးတော့ကောင်းနိုင်တဲ့ကစားသမားဒီလောက်ခလာစားဝင်ကျင်ကြတယ်မှအများကြီးရတယ်ချက်ဆီအသင်းနဲ့လက်ရှိမှာဂျေလင်ဆန် န်ချိုကိုတပတ်လောက်ခလာစားပေါင်3သိန်းနဲ့3သိန်းခွဲကြမပေးချင်တဲ့ကြောင့် Manchester United အသင်းကိုသူ့ကို9သန်းပေးပြီးပြန်လှည့်ရတာဖြစ်တယ်လို့ကျွန်တော်နေတဲ့အပြန်လွှတ်ကြည့်တယ်ဟုတ်တယ်မလားလက်ရှိမှာတပတ်လောက်ခလာစားကျွန်တော် Chelsea ကပေါင်3သိန်းနဲ့3သိန်းခွဲပတ်ချလေဝိညာဉ်ညာပေးရတယ်3သိန်းမထား3သိန်းလီဆက်နဲ့တပတ်မှာ1.2 million ပေးရတယ်အဲ့တော့ဒါကျွန်တော်တို့ ဂျေဒီဆန်ချိုကို လီလာအသင်းမှာထားတာနဲ့ဒါကျွန်တော်အပြင်ကိုပြန်ပို့တာနဲ့ဈေးကိုဒူလောက်ပြောတာအဲ့ဒါကျွန်တော်လက်ရှိမှာချက်စီးတင်နေတာပြန်စမ်းသကြည့်အောင်တပတ်လောက်က2သိန်း2သိန်းကွာမှာခုလက်ရှိ market ထဲမှာခေါ်လို့ရရဲ့ကစားသမားတွေရိုက်တက်လို့မကုန်ဘူးအပြောင်းရွှေ့ဈေးကတော့ရှိတယ်ဆိုပေမဲ့တကယ်တမ်းကျွန်တော်ရေရှည်ရပြန်ပြည့်မယ်ဆိုရင်ဂျေဒီဆန်ချိုကချက်စီးတင်အတွက်မကိုက်နိုင်တဲ့ကစားသမားတစ်ယောက်မှာဖြစ်နိုင်တယ်လို့ပြောလို့ရအဲ့တော့ Manchester United အသင်းစုကိုဂျေဒီဆန်ချိုပြန်ပို့ပြီးတို့နေ Manchester United နောက်ထပ်တောင်းပန်ကစားသမားကိုလာမယ့်လူရည်ဒီမှာခေါ်ယူသွားဖို့တော့စဉ်းစားတယ်အဲ့ဒါကတော့ Alan Hando Garnacho ပဲ Garnacho ကို Manchester United အသင်းစီကခေါ်ယူဖို့ တော့တို့အနေနဲ့မနစ်ကဆောင်းရသည်ကလေးကဒီကစားသမားကိုခေါ်ယူပြီးတော့စိတ်ဝင်စားခဲ့ပေမဲ့ဒါ Manchester United အနေနဲ့ဒါအာလာဟောင်းတို့ကနာချူကိုထိန်းចောင်းထားခဲ့ဒါပေမဲ့လက်ရှိမှာဒါ Ruben Amorim နဲ့ကနာချူနဲ့ပြဿနာတွေဖြစ်ပြီးနောက်ပိုင်းမှာကနာချူကတော့ Manchester United အသင်းကထွက်ခေါ်သွားမှတေချာရတဲ့ကြောင့်လာမယ့်နွေရာသီမှာဒီကစားသမားကိုခေါ်ယူဖို့အတွက်ဒါကျွန်တော်တို့ Chelsea တင်းနဲ့စိတ်ဝင်စားတယ်ပေါ့နော်အဲ့တော့ Chelsea တင်းနဲ့ဒီညမှာရက်တက်နေမှာ Mbappe နဲ့ဒါ Giddens ကိုလည်းလာမဲ့နေရာဒီမှာခေါ်ယူဖို့အတွက်တရားဝင်ဆွေးနွေးမှုတွေကိုပြုလုပ်နေတယ်လက်ရှိမှာ Borussia Dortmund ရဲ့ Tice တို့တောင်ပန်ကစားမဖြစ်တဲ့ Giddens ကလာမဲ့နေရာဒီမှာအသင်းကထွက်နိုင်တဲ့အတွက်ကြောင့်မို့ဒါ Chelsea တင်းကအခုချိန်ကလေးကနေပြီးတော့ဒီကစားသမားကိုတရားဝင်ဆွေးနွေးမှုတွေကိုပြုလုပ်နေတယ်ဆိုတဲ့ Kola Hala ဆက်ဆံတဲ့တွင်လေတောက်လျှောက်ထွက်ပေါ်နေတာကိုသိရတယ်မှာပါအဲ့တော့ Chelsea တင်းကလာမဲ့နေရာဒီမှာတောင်ပန် left wing ကစားသမားတွေကိုလည်းခေါ်ယူသွားဖို့အတွက် market ထဲမှာတောက်လျှောက်ရှာဖွေပြီးတော့အလုပ်လုပ်နေတယ်လို့သိရတယ်မှာပါနောက်ဆုံးတဲ့တွင်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင် Chelsea တင်းနဲ့သူရဲ့ data တောင် ခက်ဂိုသမားပေါ့နော်ဂိုသမားဖြစ်တဲ့ယိုဟန်ဂါစီယာကိုရောဘတ်ဆန်ချက်စ်ကိုစားထုတ်မှုတဲ့ဒါလက်ရှိဒါစပိန်ဂိုသမားဖြစ်တဲ့ယိုဟန်ဂါစီယာကိုစားထုတ်မှုတဲ့စိတ်ဝင်စားနေတယ်အခုလက်ရှိမှာပရီးမီယာလိဂ်ကလပ်တွေထဲမှာယိုဟန်ဂါစီယာကိုစိတ်ဝင်စားတဲ့ကလပ်ကဒါချယ်ဆီပါဝင်နောက်တဲ့ကလပ်နှစ်ခုရှိတယ်မန်ချက်စတာယူနိုက်တက်အသင်းနဲ့အာစတန်လေအဲ့တော့ယိုဟန်ဂါစီယာကိုစိတ်ဝင်စားတဲ့အဆင့်ပဲရှိပေမဲ့လက်ရှိမှာချယ်ဆီအသင်းနဲ့သူတို့အနေနဲ့လာမယ့်လူရာသီမှာဂိုသမားနေရာအတွက်ငွေများများသုံးသွားနိုင်တယ်ဆိုတဲ့သတင်းတွေထုတ်ပေါ်လာခဲ့တယ်ချယ်ဆီအသင်းနဲ့ဒါကျွန်တော်မန်ချက်စတာစီးတီးအသင်းနဲ့ပြန်ကော့စတာကိုလည်းခေါ်ယူသွားနိုင်တယ်ဆိုတဲ့သတင်းတွေကောလာဟာလာဆဆန်ထွက်နေတဲ့ တင်းတွေရှိရတဲ့ကြောင့်မို့ဒီနားမှရင်ကျွန်တော်နားကြင်ပါတယ်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ db4u တို့မှာကြည့်ရလို့ဆိုတော့ပါဝင်ကူညီလို့ရပါတယ်မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ပြအောက်ကကွန်မန်တီထဲမှာလည်း youth sport media 3.0နဲ့ db4u တွေလင်းလေးတွေကိုထည့်ပေးထားခြင်းဖြစ်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ပြ များများကလစ်မမြန်မြန်နံဖြစ်ပါတယ်အားလုံးမကြိုတူပါနဲ့ကောင်းမွန်သောနေ့နေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရဲ့နောက်မှအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးမကြိုတူပါနဲ့ကျွန်တော်တို့ကပြပအောင်တေးပါပါဗျာ